အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်မြန်မာပြည်ထူးခြားတဲ့ဖျားရီတွေကတက်ဆူခစ်တဲ့တက်ကမီရှိလေဖျားအကြောင်းပြောပြမှာဖြစ်ပါတယ်ဒီဖျားကတီယိုကျွန်းဒေဝနံပီယတိတ်တမင်းကြီးကအဋိဋ္ဌံပြုပြီးတော့ပင်လယ်ပြင်ကိုမျောလိုက်တဲ့ရပွားတော်လေးစုတွေကတက်ဆူဖြစ်ပါတယ်ဒီရပွားတော်တွေရဲ့မြတ်စွာဘုရားကိုခူးမြော်ကြည်ညိုဖို့အကြမ်းမင်းရနဲ့ဆန့်စင်းပြီးတော့ဒေဝနံပီယတိတ်တမင်းကြီးကဖျားရှင်ကိုမဖူးမြော်ဘူးတဲ့သူတွေဖူးမြော်ဘူးအောင်လိတ်ထံပြုတ်ပြီးတော့ ပင်နေပြင်ကိုမျောလိုက်တာပါဒီလေးစုတွေကကျောက်လဲဘင်းခံတဲ့ရပွားတော်ကကြိုက်ထုံမြို့ရောက်ရှိပြီးကြိုက်ပေါ်လောပွဲနဲ့ထင်ရှားပါတယ်ကျွန်းနှောင်းခံတဲ့ရပွားတော်ကတော့ရခိုင်ပြည်နယ်ဒါမို့ပသိမ်မြို့ကိုရောက်ရှိသွားတယ်လို့ပြောကြပါတယ်တင်ကန်းနှောင်းခံတဲ့ရပွားတော်နှစ်စုတည်းကတစုကဒဝဲမြို့ကိုရောက်ရှိပြီးစစ်မုတ်ထီးအမည်နဲ့ကိုယ်ဝယ်ခံရပြီးကျန်တစုကတော့အရင်နာမည် တုံဆောင်ပြီမြို့အခုကြိုက်ကမီမြို့ကိုဆက်ရောက်ခဲ့တာပါကြိုက်ကမီရုပ်ပွားတော်ဟာရှင်းမင်းတွေစန်တော်ဒတ်ဆက်တဆူထပ်မနာထားတဲ့ဧကဒတ္တဇီရီရှိယာဇီလေကျောက်ဆောင်နာမှာဆက်ရောက်လာခဲ့တာပါမြို့သူမြို့သားတွေဟာဒီရုပ်ပွားတော်ကိုကြိုးစားပြီးတော့မျိုးမျိုးပင်းဆောင်ကြပေမဲ့ရုပ်ပွားတော်ကပင်းဆောင်လို့မရခဲ့ပါဘူးနောက်ဆုံးမှာတော့ငါးပါးတီလာမဲမြန်တဲ့မိုးစမတ်တယောက်ကအဋိဌံပြုတ်ပြီးတော့ပင်းဆောင်တဲ့ခါမှာတာနာနှစ်239ခု ်ရော်လာသန်း15ရက်နေ့မှာရုပ်ပွားတော်ကိုပေးဆောင်နိုင်ခဲ့ပါတယ်ရုပ်ပွားတော်ကိုအစီအပတ်မှုမှာပေးဆောင်ထားပြီးမဲ့ရုပ်ပွားတော်ကတောင်ဘက်ကိုမျက်နှာမူပြီးစံလုံးမူနေတာကြောင့်တောင်ဘက်မှုကိုပြောင်းပြီးပေးဆောင်ခဲ့ရပါတယ်ဒီလိုတောင်ဘက်ကိုမျှော်ကြည့်တာကတဝဲမှာရှိတဲ့စစ်မှုထီးရုပ်ပွားတော်ကိုကြည့်ရှုတာဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်ဒီအစွဲနဲ့ပဲမွန်ဘာဇာမှာစိုက်ဟမီမြန်မာလူဆိုရင်တော့ဖျားမျိုးလို့ခေါ်ဝေါ်လာခဲ့တဲ့နောက်ဆုံးတော့ ကြာဟမီယာနဲ့ကြာခမီခစ်လာပြီးမြို့မြို့ပေါ်ဖရားရဲ့ဘွဲတော်တိုင်းကြာခမီလို့ပြောင်းလဲခေါ်တွင်လာခဲ့တာပဲဖြစ်ပါတယ်။ဒီဖရားရေလက်ကြောက်ဆောင်ပေါ်မှာတည်ရှိပြီးလှိုင်းတပုတ်ဘလောက်ကြီးကြီးကြီးမလွမ်းနိုင်တာဖရားရဲ့တကူတော်ကြောင်းလို့ဒေတာကနေကယုံကြည်ကြပါတယ်။ဒီဖရားရေလက်ကြောက်ဆောင်ပေါ်မှာရှိပြီးမဲ့ဖရားရင်မြင်တော်ပေါ်အထိကြီးမလွမ်းနိုင်ပါဘူး။ထူးခြားတာဒီဖရားပေါ်ကိုမျိုးသမီးတွေတယောက်ဖွင့်မရှိပါဘူး။မျိုးသမီးတွေတယောက်မယ်ဆိုရင် ဘိုးသေးထံစာရွာတာတို့ငုံလန်းကြတာတို့အချိန်ကမဟုတ် living တိုက်တာတို့ဖြစ်တယ်လို့ဒေတာကံတွေကယုံကြည်ကြပါတယ်1989ခုနှစ်လောက်မှာဖျားချောင်းတမိလောင်ပျက်စီးခဲ့ပြီးနောက်ပိုင်းမှာဦးချစ်လိုင်ဦးဆောင်နဲ့အုတ်တိုက်ချောင်းပြတ်တက်ကိုခမားကုစုနဲ့ပြန်လည်တိဆောက်လှူဒန်းခဲ့ရပါတယ်ကဲဒါကတော့တက်ကမီဖျားရဲ့ထူးခြားတဲ့တမိုင်းနဲ့တကိုးတော်အကြောင်းပါပဲဗီဒီယိုချိန်နေတက်တဲ့ဆိုတော့ like နှိပ်ပြီး subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုလည်း ကျွန်တော်တင်ဆက်ပေးဦးမှာမို့ကြံတွေ့ကြပါမယ်ကျေးဇူးပါပဲ။